အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် chess education အကျဉ်းချင်တာလေးပြန်လည်ကျေးဇူးပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တူရီလို2300အဲကစားပွဲလေးတစ်ပွဲကစားသားမှာဖြစ်ပါတယ်အဲ့တော့အဲကျွန်တော်ရဲ့ကစားပွဲလေးကိုကျွန်တော်တို့ကြည့်ရပါတော့နော်လက်ရှိရတော့ဒီနှစ်နှစ်၄6တော့ရှောင်းနေပါပြီအဲပွဲလေးကြည့်ရပါဘောဘယ်နဲ့တက်တက်လေးနဲ့တွေ့ရပါတော့နော်အာဒီပွဲတော့ကျွန်တော် d4 နဲ့ကစားမှာကျွန်တော် London ကစားကြည့်မယ်ဗျာနော် d4 bishop f4 လေးတွားမယ်ပေါ့ London system ကစားမယ်ပေါ့နော် d5 ဆိုတော့ကျွန်တော် f3 ပဲပေါ့ ပြန်ကျွန်တော် E3 တတ်မယ်ပြပစ္စည်းစီပစ္စည်းဒီကိုလာတာဆိုကျွန်တော် E3 တတ်လို့ရတယ်ပေါ့ပြည့်ကြ C4 ရတယ်ကစားရတယ်ပုံမှန်ဆိုရင်တော့ Nexus မှာပစ္စည်း D3 တော့ပြီးတော့ကစားတာပေါ့နော်အဲ့ဒီမှာကျွန်တော်ပုံစံပြောင်းပြီးတော့အဲ C4 တွေပါလေကစားခြင်းနဲ့ဆိုရင်ကစားတော့ရတယ် C4 နဲ့ကစားလိုက်တော့မယ်။ဒီမှာ Bishop ကဒီမှာရောက်နေဆိုတော့ C ပြီး Nice C3 လေးလာမယ်ပေါ့နော်။ပြီးရင် Bishop D3 သွားလိုက်မယ်ပေါ့။ Bishop D3 သွားလိုက်မယ်။ ပြီးရင်တော့ကျွန်တော် guessing လုပ်လိုက်မှာပေါ့နော်ဒါဆိုရင်တော့ opening ကဟိုရပြီပေါ့ပြီး bishop လေး h3 နဲ့မောင်းလိုက်မယ်ဗျာအဲဒီမှာကျွန်တော်ဘယ်ဘက်ကိုတိုက်အောင်ကျွန်တော်ရထားလေးပဲ line ဆွဲထားလိုက်မယ်ဗျာ rook c1 လေးဆွဲထားလိုက်မယ်ဒါကတော့ဒီပွင့်လာမဲ့ file တွေကိုချုပ်ပြီးတော့နေရာယူထားမယ်ပေါ့နော်အဲဒါတော့ပုံမှန်မှာပဲဒီ shape ကတွေက အဲဒီမှာကျွန်တော်ဗာလဲလေးရကျ Queen B3 တွေပါသွားပြီးတော့အဲဒီ B7 ပုံးနဲ့ကိုတရက်လုပ်လို့ရတယ်ချင်းချောက်လို့ရတယ်အဲစားမယ်ဆိုပြီးတော့ဗောနော်ပြီးတော့မှကျွန်တော် Knight E5 တွေပါခုံလိုက်လို့ရနောက်တစ်ခုရှိရကကျွန်တော် Queen B3 သွားတဲ့အချိန်မှာ KB သူက Richard F3 စားမယ်ဆိုလို့ဆိုရင်လည်းပဲအာကျွန်တော်ပုံးနဲ့ပြန်စားလိုက်လို့ရတယ်ပြဿနာတော့မရှိဘူးကျွန်တော် Rook တွေပါဒီဘက်ကိုပြန်ခေါ်လို့ရတယ်ဗောနော် ရင်ရပြင်နာမိဒါမှမဟုတ်ကျွန်တော်ဒီလိုပုံစံနဲ့လည်းကစားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီပုံစံနဲ့ကစားလို့ရသေးတယ်ဆိုရင်ကျွန်တော် night e2 တော့ပြီးတော့အဲ night e2 တော့မယ်ပြီးရင်ကျွန်တော် night g3 လာမယ်ပေါ့ဒီလိုပုံစံနဲ့ကစားပြီးဒီချော့မောင်းမယ်ဆိုတော့အဲအဲ့လိုလည်းရတာပဲပေါ့အဲပြီးရင်ကျွန်တော် queen c2 သွားပြီးတော့အဲကစားမယ်ဆိုတော့ရတော့ရတယ်အဲ့တူကကျွန်တော်ထပ်ပွန်းလုံးမလားမလုံးမလားကျွန်တော်ချိန်တိုင်းပဲပေါ့နော်ကျွန်တော် night e2 လေးသွားလိုက်မယ်ဗျာ နိုင်ရူးသွားလိုက်ပြီသူစားရင်တော့ကျွန်တော်ပြန်စားမယ်ပေါ့နော်ဒါကတော့ဟိုဟိုကင်းဆိုင်မှာဘယ်ရှင်းမှာထပ်ပုံးဖြစ်သွားတယ်ဆိုပေမဲ့လည်းပဲအဲသူ့ရဲ့ကစားကောင်တွေကဒါကျွန်တော်လေးဟိုဟာဖြစ်နေတယ်ပေါ့နော်ဒီဘက်ကိုကျွန်တော်တိုက်ဖို့တော့ ready မဖြစ်သေးဘူးအဲကြတဲ့မှာကျွန်တော်ပြန်ပြီးတော့နာနိုင်ကြည်3တွေပါနဲ့ပြန် save ထားလို့ရတယ်ပေါ့နော်ဒါပြဿနာမရှိဘူးပေါ့အဲ့တော့ကျွန်တော်ဒီလိုမျိုးပေးရဲတယ်ပေါ့နော်ပေးရဲတယ်ပေါ့ဟုတ်တယ်ဒါလာတယ်ဗျဒါလာလဲစနိုက်ခုံလဲဆိုရင်တော့ကျွန်တော်ကဒီမှာပါလို့ရတယ်နိုက်ဂျီ3တွေပဲသွားလိုက်မယ်ပေါ့နော်နိုက်ဂျီ3 အကြည့်ထည့်သွားထားလိုက်မယ်သူစားရင်တော့မစ်ဆန်နဲ့ပြန်စားပါဗောဗျာဒါကတော့ night ကောင်ထွက်လာအောင်မထင်နဲ့ night of six ထွက်လာအောင်မထင်နဲ့ဟုတ်တယ်နာရက်ဆစ်ထလာပါဘောเนาะနာရက်ဆစ်ထလာဆိုတော့ဒီနိုက်ကနောက်ကောင်နောက်ကောင်ဒီကိုထလာကျင်လာလားတော့အဲမပြောတော့ဘူးပေါ့အဲ့တော့ကျွန်တော်ဒီမှာ queen လေးပဲအာ b3 ရေးတော့ထားလိုက်မယ် queen b3 စားရတော့ပြန်စားလိုက်ပါတော့ကျွန်တော်ကင်းကခုနကကျွန်တော်ပြောလို့ပဲ safe ဖြစ်တယ်ပေါ့နော်ဒါကြကြောက်နေကြရမလို့ပေါ့ဒါတည်း B B B7 ပေါ်လေးကိုတောက်ပြီးတော့ pressure ပေးထားမယ်ကွင်းက rook ကလည်းသွားလို့မရဘူးဗျ short diagonal မှာတားထားတယ်ပေါ့အဲ့ဒါကဟို basic after 3ကိုမစားဘဲနဲ့ basic တွေပဲတက်မယ်ဆိုရင်တော့အဲ့ဒါ C4 ရင်စားရပြီ C4 ရင်စားကြဗျ short နဲ့ပဲစားမှာပေါ့နော်ဒါကတော့ short နဲ့ပဲရင်စားထားရမယ် တွင်းကြီးလာဆိုင်နေဗျတွင်းကြီးလာဆိုင်နေဆိုလို့ရှင်တော့ကျွန်တော်ဒီမှာပါတော့ကြဒါစားပြီးတော့အာကျွန်တော် night e5 ဒီပါတွေဝင်လို့ရတယ်ကျွန်တော်ထပ်ပေါင်းတစ်ခုတော့ဖြစ်သွားမယ်အဲ့လိုပုံစံနဲ့လည်းကစားလို့ရတယ်ဒါမှမဟုတ်ကျွန်တော် night e5 တန်းသွားမယ်ဆိုလဲသွားကျင်တော့သွားလို့တော့ရတယ်ပေါ့ night e5 ဒီပဲမြူဒီပဲတန်းသွားထားလိုက်တာကောင်းမယ်ထင်တယ်အဲ night e5 ဒီခုံသွားလိုက်မယ်ပေါ့နော်သူစားတော့မှ တို့ထပ်ပေါင်းပြအောင်လှောက်ထားရင်တော့ရတော့ရတယ်ဗောနော်ထပ်ပေါင်းပြအောင်လှောက်ထားလိုက်ဆိုတော့နောက်ကျ C5 ဒီပိုင်းတက်တော့တက်မှာပေါ့အဲထပ်ပေါင်းပြအောင်တင်ထားလိုက်မယ်ဗျာကြားတယ်ထပ်ပေါင်းကပြထားလိုက်တော့ဗောနော်တို့ထပ်ပေါင်းပြပြီးတော့ကျွန်တော် Knight E5 လေးခေါင်းလာလိုက်မယ်အဲဒါဆိုကျွန်တော်ဒီမှာကျွန်တော် Knight ကစင်တာကိုတော့ရောက်လာပြီပေါ့အဲပြီးရင်ကျွန်တော်ဘာကြီးလှုပ်လို့ရဆိုရင်ဒီမှာဒီမှာဒီ A2 ဘုံကပြတ်တယ်ဖြစ် A2 တက်ထားလိုက်ရင်ရရပေါ့နော်ဒါက C5 ဒီပိုင်းကတော့ပြန်ပြီးတော့အဲဖြိုခွဲมาပဲပေါ့ကျွန်တော်အမြင်တော့ခွဲလဲခွဲတင်มาတယ်ခွဲရမှာပဲပေါ့เนาะ တဲ့ rookie rookie အိတ်လာတယ်တဲ့ rookie အိတ်လာတယ်ဆိုတော့ကျွန်တော်ဒီမှာဘာလို့လို့ဆိုရင်ကောင်းမလဲဆိုတော့ rookie one သွားလို့မရအောင်ဖြစ်နေပါတော့ rookie one သွားလို့မရအောင်အဲ့တော့ after 3 day တလဲတော့တတ်ထားလိုက်ရင်ကောင်းမလားမသိ after 3တက်လို့ဆိုရင်တခုတော့ရှိတယ် ် after 3တဲ့ idea တော့ဗျာကျွန်တော် rook d1 က bishop ကတားထားတယ်ပေါ့ bishop တားတာကျွန်တော် after 3တက်လိုက်လို့ဆိုရင်ရတော့ရတယ်ဒါပေမဲ့တပည့်ကျ after 3တက်တော့ knight d5 လာပြီး e3 ကိုတော့လာချိန်နိုင်တယ်ဒါပေမဲ့အဲ့ကကြာကျွန်တော်ပြန်ပြီးတော့ king of 2တွေပါသွားလို့တော့အဲရတော့ရတယ်ပေါ့နော်ပြဿနာတော့အဲမတွေ့ဘူးပြဿနာတော့မရှိဘူးလို့ပြောလို့တော့ရတယ်ဒါမှမဟုတ် bishop after 2လေးပြန်လှည့်လာလဲရတယ်ပေါ့အဲ့ဘယ်လိုလဲကောင်းမလဲဆိုတော့ f3 တွေပဲကောင်းပါတော့ကျွန်တော်ဒါလေးတတ်ထတ်တတ်ထားလိုက်မယ် လေးပါကျတော့ rugby 1ပြန်ဆိုင်မယ်ပေါ့နော် rugby 1နဲ့ဆိုင်မယ် match diagram လေးပြလိုက်တာပေါ့โอเคအဲ့တော့အဲ့တော့95ပေါ့နော်ကျွန်တော်ပြောတာအဲ့ဒါပဲကျွန်တော်တွေ့တဲ့အတိုင်း95တွေရောက်လာတယ်95ကိုကျွန်တော်တားလို့ရတာဒီ Kenneth Dolan နဲ့တားလို့ရတယ် Bishop Afton နဲ့တားလို့ရတယ် အဲတခုတော့ idea တခုတော့တွေးမိတာတော့ကျွန်တော် king base on app tool နဲ့တားလဲဆိုတော့မဆိုပြီးအဲ့တော့မှာ g4 တို့ပါလိုက်လို့ရတယ်ဗျ g4 တွေ h4 တွေလိုက်ပြီးတော့ king site ကနေဖြည့်မယ်ဆိုတော့အတွေးလေးတခုတော့အဲရှိတော့ရှိရပါတော့ဒီလိုမျိုးလေးလေးရတော့ရတယ်အဲ g4 တွေ h4 တွေ king သွားမယ်ဆိုလဲ king နဲ့တားထားမယ်ဆိုလဲစဉ်းစားလို့ရတယ်ဒါလည်းရွေးချယ်ကြရတော့ရွေးချယ်ရွေးချယ်တွေတော့ရတယ်ပေါ့နော်အာ okay ကျွန်တော်အဲဟိုနေမှာတော့ ambition ပဲတော်တာကောင်းမှာတော့ g4 လေးတက်မယ်ဆိုတော့ idea လေးတခုပေါ့ ကျွန်တော် night ကလည်းဒီ3ရပြန်လာနေလို့ကြာဆိုတော့ပြဿနာတော့မရှိဘူးเนาะ night ကလည်းအစီပဲအာဒီမှာပြန်တော့ခုကကျတော့ကျွန်တော် e4 ပါလေတစ်ချိန်ချိန်မှာတက်ချင်တယ်ဆိုတော့တက်လို့တော့ရတော့ရတယ်ပေါ့เนาะအဲ့ဒါ bishop ကတော့ဒီနာမည်ပြန်နေပေါ့ bishop b3 လေးမှာပဲပြန်နေမှာ night ကိုတော့မစားသေးဘူးပေါ့အဲ bishop d3 ပြန်သွားလဲရတော့ရတယ်ဒီမှာနောက်တစ်ခုကကျတော့ကျွန်တော် night ကိုအဲ d3 ကနေပြီးတော့ night c5 တွေပါလာမယ်ဆိုလဲเออชินาลุတော့ရတယ်ဗောနော်ဒါမှမဟုတ် night က d3 night f4 ဗောအဲဒီလိုတွေလဲတစ်ချိန်ချိန်မှာတော့ အဲလုပ်လို့တော့ရတယ်လက်ရှိတော့ကျွန်တော်စဉ်းစားရတာဒါလေးတော့စဉ်းစားမိတယ်ပေါ့နောက်တစ်ခုကကြာ e4 လဲ try လို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ e4 ဆိုရင်ဒါ knight f4 ဝင်လာမဲ့ idea လေးတော့ဒီမှာရှိတယ် knight f4 knight e2 ခွက်ွက်တွေတော့ရှိတယ်ပေါ့နော်ဒါလေးတစ်ခုတော့အဲသတိထားရမယ်ပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ပါနည်းနည်းပါးပါးကြည့်ကြတာလောက်တာပေါ့ C5 တွေဘာတွေများကံမလားပေါ့နော်အဲ့ဒါကိုလည်းတစ်ချက်တော့သတိထားရမယ် Absent နဲ့ကျွန်တော် night ကိုရင်မောင်းနေပြော Absent နဲ့မောင်းရတော့ကျွန်တော် night ကဘယ်တော့မလဲဆိုတော့ night ကအဲဒီ3ပဲကောင်းမယ်ပေါ့နော်ကျွန်တော်မြင်တော့ဒီ3ပဲပိုကောင်းမယ်နောက်တစ်ခုရှိတာ night ဒီ3သွားမယ်ဆိုလို့ဆိုရင်အဲ့ night ဒီ3သွားမယ်ဆိုလို့ဆိုရင်သူကဘာလဲလို့ရတယ်ကျွန်တော် C5 တွေဘာတော့ကံရမှာ E5 တွေဘာကံမလားကံလဲဘာမှတော့မဖြစ်ဘူးပေါ့နော် ။ဒါမှမဟုတ်လောလောဆယ်မှာဖြစ်တာတော့မတွေ့သေးဘူးပေါ့။ကန်လို့လည်းမရသေးဘူးပေါ့။အဲပြီးရင်ကျွန်တော်ဒီကောင်လေးပြန်ကန်လိုက်လို့ရတယ်။မစိုးတော့မစိုးဘူးပေါ့။ ND3 တွေပဲသွားထားလိုက်မယ်ဗျာ။ ND3 ။အာပြီးကျွန်တော် E4 တက်လို့ရတော့တော့ပြန်ပြီးပြီးသွားပြီဗျာ။ E4 တက်လိုက်လို့ဆိုရင်အဲ့ကျွန်တော် A3 လေးနဲ့သူ့ကိုအရင်တားထားလိုက်မယ်ဗျာဒီ night ကို B4 မလာနိုင်အောင်အရင်တားထားလိုက်မယ် A3 ရတားထားမယ်ပြီးရင်ကျွန်တော် E4 တက်တော့မယ်ပေါ့နော်ဒါတော့ F4 လည်းလာလို့မရတော့ဘူး တော်ဒီ app 7လေးအဲ့ကျွန်တော် e4 တက်ပြီးမှအာကျွန်တော်ဒီ night ကို app 4ပဲသွားလို့ရတယ်ပေါ့နော်အဲ့ကျွန်တော်လည်းမဆိုးတော့မဆိုး b4 နဲ့လာဖြတ်တယ်ဗျ b4 နဲ့လာဖြတ်လဲအာတော်တော်စားတယ် night နဲ့ပြန်စားပေါ့နော် night နဲ့ပြန်စားမှာအဲ့တော့မစားဘဲနဲ့ရင်းဆုံး e4 နဲ့မောင်းလိုက်လို့ဆိုရင်ရော e4 နဲ့မောင်းပြီးွားမှာအာကျွန်တော်သူ့ရဲ့ b4 လေးကိုစားလိုက်ရင်ရောအဲ့အဲ့လို့ဆိုရင်ဘယ်လိုသဘောရလဲပေါ့နော် iPhone နဲ့မောင်းပြ iPhone နဲ့မောင်းမယ်ဆိုရင်သူနိုင်က F4 မရအောင် F4 မရတော့ Nike က B6 ဆိုလည်းသွားအောင်ပါဗောနော်အဲ Nike လည်းထားတော့မထားခဲ့ပါဘူးကျွန်တော်တို့အမြင်တော့ Nike တော့မထားခဲ့လောက်ပါအဲဒါစားလို့ဆိုရင်ဒါစားဒါစားပြီးဒါစားဒါစားဗောနော် Nike တော့မထားခဲ့ပါဘူးအဲ့ကြဒီမှာ e4 ပဲတက်ပြီဗျာဒီ4ကလည်းကျွန်တော် supporting ရှိပြီးသားဆိုတော့ကြောက်ရအောင်မလို့ဘောနော်ဒီ4ကပျော့ရှော့နဲ့ကဲထားပြီးသားဆိုတော့ဒါကအရင်ကြီးစိတ်ပူနေကြမလို့ပေါ့ပြီးတော့မှကျွန်တော်ဒီ b4 ကိုစားမယ် ပြီးကြ night ကို c5 ကိုသွားလို့ရတယ်မိုက်တော့မိုက်တယ်ဘောနော်မဆိုးပါဘူး next c5 သွားပြီးတော့အာဒီလိုလေးသွားပေါ့ဗျာဒီဖို့ပြန်လာချိန်တယ်ဗျဒီဖို့ပြန်လာချိန်တယ်ဆိုတော့ဒီမှာ9လေး C5 လေးသွားပြီးတော့သူရဲ့ E6 ကိုပြန် pressure ပေးထားလို့တော့ရတယ်ဗောနော် E6 ကို pressure ပေးထားလို့ရတယ် B7 ကို pressure ပေးထားလို့ရတယ် ော်ဒီ4စားရင်တော့ကျွန်တော်စားပလိုက်မယ်ပေါ့အဲ့ဒါပိုကောင်းမယ်ထင်တယ်ပြီးတော့မှစားတယ်ဗျဒီ4ကြီးစားတယ်ဗျဒီ4ကြီးစားတယ်ဆိုတော့ကျွန်တော်စားလိုက်မယ်ဆိုရင်ဒါ group နဲ့ပြန်တက်စားမယ်ဗျ group နဲ့ပြန်တက်စားတဲ့အချိန်မှာကျွန်တော်ကအဲ night နဲ့စားအဲ့နဲ့စားနေစားတော့ before တော့ပြန်စားလို့ရရနော်အဲ့ဒါအဲ့ဒါလေးတော့ပြန်ချင်တယ်အဲ့ဒါလေးတော့ပြန်ချင်တယ်ဆိုတော့ B7 တော့စားရတယ်မကောင်းဘူးပေါ့နော် ကျွန်တော်ဒီမှာကအာဘာလို့ရင်ကောင်းမလဲပေါ့။နည်းနည်းလေးတော့မြင်မြန်တော့ရွှေ့ရမယ်ပေါ့နော်။ဒီမှာစားပြီးတော့ပြန်စားပြန်စားဆိုလေဒီတော့ဖေးရမှာပဲဗျ။ဘေရှော့လေးပဲပြန်ချောင်းနှားလိုက်ရအောင်။ဘေရှော့လေးပဲပြန် EC4 လေးမှာပြန်ချောင်းနှားလိုက်မယ်ဗျာ။ဘေရှော့ C4 လေးပြန်ချောင်းနှားလိုက်မယ်။ အဲ့တော့ဒါဒီပုံမဲ့စာပေါ့ဗျာအဲ့တော့ e5 နဲ့ပြန်ပြီးတော့အာ save ထားရတယ်ပေါ့နော်ဘယ်ဆိုနာမည်အာဒီကောင်ကကျတော့ဘောင်းတော့မကောင်းဘူးဗျာတော့စာပြီးတော့ထိုးရင်ရောရှုပ်လို့ရှင်းမလိုက်တော့ပေါ့နော်ကျွန်တော်ရှင်းမလိုက်တော့မယ်အာဒီမှာကခွားခွက်ပြန်ကြံတယ်ပေါ့နော်ခွားခွက်ပြန်ကြံတော့လဲပေါ့ဗျာ ခွားခွက်လေးပြန်ကျင်းရနေရပါတော့။ဒါ second round မဝင်အောင်တော့အရင်တားထားလိုက်ပြီးတော့မှကျတော့ game ခေါ်လာမယ်ပေါ့နော်။ second round မဝင်အောင်တားထားလိုက်မယ်။အဲ game ကခေါ်လာမှရတယ်မယ်။အငင်းရောက်နေပြီဆိုတော့ အဖုန်းနဲ့ဖြတ်မယ်ပေါ့တဘီတူပေါ်လေးကိုပြန်ပြီးတော့ချိန်ရတယ်အော်ပြဿနာတော့အဲချက်လေအောက်ပြန်ဆင်းလို့တော့ရတယ်ဗောနဒါပြဿနာတော့မရှိတော့မရှိပါဘူးအဲချက်လိုက်လို့ဆိုကျွန်တော်ဘီဒါတက်လို့ဆိုရင်ဒါတက်လို့ဆိုရင်ဒီဘာလို့မှာချက်လို့ဆိုရင်ကျွန်တော်အောက်ဆင်းပြအဲ့တော့စာပြန်စာပြန်စာပုံစံတော့ပြီးလိုက်ရမှာဗောနကောင်းတော့ကောင်းအဲဘာလို့လို့ရတယ်ဆိုရင် H4 လေးကရင်ဖြတ်လိုက်မယ်ဗျာကြားတယ် အော်ဒီအောက်ပဲပြန်နေပေါ့ဗျာအဲ့တော့ဒါတက်တယ်တဲ့စားမရမယ့်တဘောဖြစ်တယ်မစားလည်းမကောင်းဘူးနော်ဒါစားရမှာပဲပေါ့နော်မစားလို့ဆိုရင်အာကျတော့မကောင်းဒီမှာကဒီဟိုလာပြီးတော့ချက်မယ်ဒီပါတွေတော့ရှိတော့ရှိရဲ့ဗျအာ e4 ကြီးလာချိန်ရောပြန်ပြင်းတဲ့ဒုက္ခရောက်အောင်မယ်။အဲ့ဒါဒီမှာ rook ပြန်ချိန်တဲ့သူက c4 ကိုပြန်ချိန်လို့တော့နည်းတော့အခက်တွေ့နေပါတော့။ပြန်ကယ်ထားနေရယထားကပြန်ကယ်နေရတဲ့အလုပ်လုပ်နေရတယ်ပေါ့။ဥတီ3တဲ့ဘာလို့ရှင်းတာလဲတော့မသိဘူး။အကင်းလေးရှောင်းလာကင်းချီသူလေးရှောင်းလာလိုက်။ rook ကပြန်ကယ်ရတဲ့အလုပ်ကိုလုပ်နေရတယ်ပေါ့နော်။ repressive ဖြစ်နေပါဘူးပေါ်တော့တော့စပေးရပြီဗျာခြေတော့မကောင်းပေါ်တော့တော့ပေးရပြီဗောနော်ဒီမှာတော်တော့လို့ဆိုနေတယ်တော်ဟိုကနေပြန်ပြီးလုပ်မှာဗျာအော်တော့မကောင်း rook 2 dolar var. မရတော့ဘူးဗောနော်ဆိုရှုံးသွားတယ်ဒါမလွယ်တော့ပါဘူးဒီကောင်ကြီးကရှုံးသွားပြီဗောအဖိုင်ပြန်အောင်ပဲဗောနော်ဆိုဒီကောင်ကမရတော့ဘူးရှုံးသွားတယ်ဗောအဲ့ဒါမားသွားတယ်ဗောနော်အမားတွေများသွားတယ်အမားများသွားတယ်စဉ်းစားတာလည်းများသွားတယ်ဗောအဲ့ဒါတွေဖြစ်သွားတယ်ဗောဒီနေရာမှာအာဘာတွေလုပ်တယ်လဲဆိုတော့ဒီနေရာမှာပေါ့နော်ကျွန်တော် တွေကအဆင်ပြေတယ်ပေါ့ဒါလည်းပြေတယ်တော်တယ်ပြေတယ်ပေါ့နော်အ default ပုံပေးလိုက်တာမှားသွားတယ်ထင်တယ်ဗျာကျွန်တော်ဒီမှာ default ပုံလေးပြလိုက်တာပေါ့နော် default ပုံမပေးဘဲနဲ့တနည်းနည်းလေးဒီနေရာမှာမလုပ်လို့ရနိုင်မလဲဆိုတာစဉ်းစားရမှာ default ပုံလေးပေးတာလည်းနည်းမှားသွားတယ်ပေါ့နော်ဒီနေရာလေးမှာအ D5 ဒီပါတက်လို့ဆိုရင်ဘယ်လိုတဘောရလဲပေါ့ဒီနေရာမှာ ။ night c5 သွားတယ်လေဒီ4ပွန်ပေးအဲ့မှာလဲကျွန်တော်ဒီမှာတစ်ခါလဲရှင်းလိုက်လို့တကယ်တော့ရရရပြော။ဟိုဒီမှာဒီလိုပုံစံနဲ့ကစားမယ်ဆိုရင်လည်းကျွန်တော် rook နဲ့ပြန်စား rook နဲ့ပြန်စားပြီးတော့ကျွန်တော် bishop နဲ့ပြန်သွားစားပေါ့ဗျာ။အဲ bishop နဲ့ပြန်သွားစားသူပြန်စားမယ်ဆိုရင်ကျွန်တော်ဒါစားပေါ့ဗျာ။ဒီလိုဆိုလဲကျွန်တော်ဒါစားမှာဗျာ။ဒါစားမယ်ပေါ့။ဒါစားပြီးတော့မှဒီလိုပုံစံနဲ့ကစားတယ်အဲအဆင်ပြေတယ်ပေါ့နော်။ဒါလည်းကျွန်တော်တို့ အဲသူကဒီဘက်မှာ2 1ဆိုရင်ဘာမှတော့ကြောက်ရအောင်ဘာမှကြောက်ရအောင်မလို့ပေါ့နော် AC ပဲကျွန်တော်ဒီမှာကျွန်တော် boss structure တွေကောင်းတယ်ပေါ့အဲပြီးရင်ကျွန်တော်ဒီမှာကရထားနဲ့ပဲပြန် save လိုက်ပြီဗျာပြန် save ပြီးရနောက်မှာပြီးကျွန်တော်ဒီမှာ rig file ပြန်ယူလို့ရတယ်ပေါ့တကယ်တော့ king of 7လာမယ်ဆိုတော့ night ကအဲဘယ်ပြန်လာလို့ရကြ night ကဒီ f4 ပြန်လာပေါ့ဗျာ f4 လေးပြန်လာလဲရတော့မှ c5 မှာအဲ c5 တော့မကောင်းစားရမယ်ပေါ့နော်ကျွန်တော် f4 လေးမှာပြန်နေပေါ့ဗျာပြီးတော့မှကျွန်တော် night ကိုပြန်ပြီးတော့ ဒါ root file ယူမယ်ဆိုလို့ဆိုရင်လည်းကျွန်တော် gain လေးခေါ်တာလည်းရတယ်ပေါ့ gain ခေါ်တာလည်းရတယ်ပြီးတော့မှကျွန်တော် root ကိုဒီလိုပြန်ဆိုင်လို့ရတယ်ပေါ့နော်ဒီလိုပြန်ဆိုင်လို့ရတယ် visual night ကလည်း night c 3ဒီလိုပြန်လာလို့ရတယ်ဗျာဒါမှမဟုတ်ဆိုရင် night e2 နာအဲ night e2 night c 3 night f5 ဒီလိုပြန်လာလို့လည်းရတယ်အဲ့လိုအဲ့လိုကစားမယ်ဆိုရင်မနိုင်ဘူးပေါ့နော်ဒီတော့မှကျွန်တော်နည်းနည်းလေးမှားသွားတယ်ပေါ့အာဒီမှာဒီ night ပြီးတော့ဒီ night ကိုမရှင်းလိုက်တာပေါ့နော် visual c4 သွားတယ်ဒါလည်း ဒီနားလေးမှာက C5 ရယ်ပြီးတော့အဲဒီနားမှာကကျတော့ဒီနားမှာလည်းအစိုးရကြီးတော့မဟုတ်သေးဘူးပေါ့နော်ဒီနားမှာလည်းကျွန်တော်မစားပဲနေသေးပြဿနာတွေတော့မရှိသေးဘူးဗျာဥပမာပြကျွန်တော်ဒီမှာတော့တွေ့ရ idea ပဲ short chain စာကျွန်တော် rook နဲ့စာပြီး nine နဲ့စာပေါ့နော်အဲကြောင့်ဒီမှာတော့ rook တွေပါဒီကိုသွားလို့မရဘူးပေါ့ rook သွားမယ်ဆိုလို့ဆိုရင်ကျွန်တော် bishop တွေ bishop စာဗျာ bishop တွေ bishop စာမယ်ဆိုရင်ဒီလိုပြန်စားလို့တော့ရတယ်ဒီလိုပြန်စားအဲအဲ့လိုတွေတော့ရတယ်ရတယ်နော်ဒီလိုကစားလည်းရတယ် ဲ့မှာသူကကေပေါ်နဲ့ပေါ်နဲ့တော့မစားတော့တဲ့ rootness ဆား rootness ဆားလို့ဆိုရင်လည်းအဲဒါစားဒါပြန်စားပြီးဒါပြန်စားပေါ့အဲ့မှာသူက root နဲ့ပြန်ထိန်လို့ဆိုရင်ဒီလိုလည်းရတယ်ဗျာဒီနေ့ဒီမှာနည်းနည်းလေးလောသွားတယ်ဗောနော်ကျွန်တော်မြင်ပေါ့အဲဒီနောက်မှာကျွန်တော် default ပေးရတယ်တကယ်တော့ပြဿနာဒီမှာတော့ပြဿနာတော့မရှိသေးဘူးเนาะအဲ့ကြ bishop c4 လာတယ် bishop ကြီးမလဲပဲနဲ့အဲ့မှာလဲလိုက်တာတွေကအဲတော်တော်သတ်ဆားလိုက်တဲ့အခါကျတော့ဟိုသူ့အတွက်ပို့ပြီးတော့အခွင့်အရေးရသွားတယ်ဗောကျွန်တော် rook လာဒီမှာလာလို့လည်းမရတော့ ရုတ်လာလို့ဆိုရင်လည်းအဲရုတ်လာလို့ဆိုရင်လည်းသူကနိုင်နဲ့ခွာလို့ရတယ်ဗောနော်နိုင်နဲ့ခွာလို့ရတယ်ရုတ်ကလည်းလာလို့မရအောင်ဒီမှာကျဘစ်ရှင်နဲ့သွားစားလိုက်တဲ့အခါကျတော့လေဘာဖြစ်လာလဲတူတအလဲတလဲအပူရသွားတယ်ဗျာကျတော့ရထားချင်းဆိုင်လို့မရတော့ရထားချင်းဆိုင်တဲ့အခါမှာသူကဒီလာတဲ့အခါကျတော့ပြန်ပြီးတော့ဟိုဖိုင်ကြီးကိုအလကားပေးလိုက်တဲ့လိဖြစ်သွားတယ်အဲ့မှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော် root နဲ့ root နဲ့ကအဲ active နဲ့ဟို active ဖြစ်တဲ့ကောင်နဲ့ active မဖြစ်တဲ့ကောင်ကွာသွားတာဗောနော် add ချက်ပေါ့အဲ့တော့ကျွန်တော်ဒီနားလေးမှာကဘာပဲလုပ်တင်လဲဆိုတော့ကျွန်တော်မစားနဲ့ဗျာမစားဘဲနဲ့အာ မစားဘဲနဲ့တော့ e5 ထက်လဲဒါပြဿနာဖြစ်ဒီမှာကျတော့ root d1 သွားလို့ရတယ်ဗျာ ref d1 ပေါ့ ref d1 မှာတော့ခွာလို့လည်းမရဘူးပြစ်ချက်ထိန်းထားတယ်ပေါ့ဗျာအဲ့တော့ဒီမှာလာချက်ဒီတော့လာစားမယ်ဆိုလို့ဆိုရင်အဲ့ဒီမှာကကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်ဒီကောင်အရင်ရှင်းလိုက်ရတယ်ဒါမှမဟုတ်ဒီ knight ကရှုပ်နေတယ်ဒီ knight ကိုရှင်းလိုက်လည်းရတယ်ဗျာဒီ knight ကိုရှင်းလိုက်လည်းရတယ်ဒါဆိုကျွန်တော် color square bishop angle ကြံမယ်ဆိုလို့ဆိုရင်ဒါမရှုံးဘူးပေါ့အဲဒီမှာဆိုရင်သူက bishop ပြန်ရှောင်မယ်ဆိုလို့ဆိုရင် အဲကျွန်တော်ရဲ့ကြောက်ရွံ့ဆော်လေး E3 လေးမှာပြန်ထားရလို့ရတယ်။ပြီးကြ B4 တွေပါတက်ပေါ့နော်။ပြီးကြရထားလဲ fine ဆိုင်ထားရဲဆိုတော့ပြဿနာမရှိဘူး။ဒါမရှုံးဘူးပေါ့။ဒါတစ်ချက်ပေါ့နော်။ဒီလိုလဲရတယ်။ဒါမှမဟုတ်ရင်ကျွန်တော်တို့ကဒီလိုအဲလာစားမယ်ဆိုတော့တော်တော်မကောင်းဘူးပေါ့နော်။ဒါစားမယ်ဆိုတော့ဒါစား။ဒါပြန်စားဆိုရင်ဒါစား။ဒါဆိုလို့ကျွန်တော် rook နဲ့ပြန်ထိန်းလို့ဆိုရင်လည်းအဲကျွန်တော်ဒီမှာကျွန်တော် rook လေးကိုပြန်ဆင်းလာလို့ရတယ်ဗျာ။အဲ rook ကိုပြန်ဆင်းလာပေါ့။ပြီးရင်ကျွန်တော် game နဲ့ပြန် like ကပ်ပြီးတော့အဲထိန်းထားမယ်ပေါ့။ဒါဆိုလို့ဆိုရင် AC ပဲပေါ့နော်။ဒီလိုဆိုရင် ဲကျွန်တော်ဒီမှာကအဓိကရှုံးသွားတဲ့အကြောင်းရင်းကတော့ဟို root find ပေးလိုက်ရတယ်ဗောနော root find ပေးလိုက်တဲ့အချိန်မှာဟိုယထာက active ဖြစ်တဲ့ကောင်နဲ့ active ဖြစ်တဲ့ကောင်ကွာွားဗောနော်အဲ့ဒါလေးကွာွားဒီမှာကျွန်တော် rook c2 သွားလိုက်တယ်ပြီးတော့သူကစားကောင်ကြီးက active အရင်ဖြစ်သွားတယ်ဗောနော်ဒါလည်းဟိုဟာထိန်းကစားလို့တော့ရပါသေးအမှားကြီးများတာဗောအဓိကတော့ဒီမှာချက်ခွင့်နေပြီးထားရတယ်ဗောနော် okay ဟုတ်ပြီဘာဖြစ်ဖြစ်ရှုံးသွားတယ်ဗောနောက်ထပ်ပဲနောက်ပွဲဒီမှာပဲပြန်ပြီးတော့ ဒီမှာပေါ့ဗျာကျွန်တော်ပေါင်းနေရဒီမှာ C5 ဟာ per week ဒီမှာ E4 ဟာ week အဲအဲ့ဒါတွေကြောင်းချုံသွားတာပေါ့နော် week တွေများသွားတယ်ပေါ့ Okay ဟုတ်ပြီအဲကျွန်တော်ဒီနေ့ဒီကစားပွဲလေးကဒီလောက်ပါပဲဒီကစားပွဲလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာဒီညာရှိလို့ဆက်တယ်ကွန်မန့်လေးမှာမေးမြန်းခဲ့လို့ရပါတယ်ခင်ဗျာ